ထန်ကေတိုကေနာထန်ကေတိုတောင်ပြည့်ရဲ့တမလေးနဲ့မြေထက်ကနမ်ဆံမြို့နယ်ဟိုမင်းကျွော်ကိုစစ်ကောင်စီတပ်ကဒီကနေ့မနက်၈နာရီဝန်းကျင်အချိန်မှာပဲလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတက်ခိုက်မှုမှာအရက်သားပြည်သူ၃ဦးပွဲချင်းပြီးတေဆုံးသွားတယ်လို့နေအိမ်တွန်းအိမ်ထပ်မင်းထိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာဟိုမင်းရဲ့ပြင်နမ်တူမြို့ကိုလည်းဒီကနေ့မနက်၈နာရီခွဲဝန်းကျင်အချိန်မှာပဲလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့နမ်တူမြို့လေကြောင်းတက်ခိုက်မှုမှာတော့ အထက်ကတစ်ကြောင်းဤမှာကြားရောက်ပောက်ကွဲတာဖြစ်ပြီးအမျိုးသမီး၄ဦးတန်ရရရှိခဲ့ပါတယ်။ပြီးတော့စာတင်ကျောင်းရဲ့ကျောင်းဆောင်တို့လည်းပုံစံထိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့မနေ့အောက်တိုဘာ16ရက်နေ့ကလည်းမုံမိတ်မြို့တောင်ပိုင်းရပ်ကွက်နဲ့မုတ်ကုံးမြို့ညောင်ကုန်းအထက်ကျွော်ကိုလေကြောင်းတက်ခိုက်တာပြုလုပ်ခဲ့ပါတယ်။စကောင်စစ်တပ်ဟာနမ်တူနမ်ဆန်မုံမိတ်မုတ်ကုံမြို့နယ်တို့ကိုစစ်တိုက်လေကြောင်းတက်ခိုက်တာပြုလုပ်နေပါတယ်။ စစ်ကောင်စီတပ်အနေနဲ့တောင်းပြအတွင်းကိုနစ်စင်နေမြစစ်ရဇပွေးမှုကျွလွန်ပြီးလေကြောင်းတက်ခိုက်တာပြုလုပ်နေပါတယ်။မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေရကိုရှောင်ရှားနိုင်ဖို့အတွက်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့တိုက်တွန်းအပ်ပါတယ်။ကျွန်မလေးပူလိုပါပါရှင်။အိုးထမင်းနဲ့တန်းရယ်ဟမ်ကြောင်းဟမ်တန်းမှာ